တောင်ကလေးဖြစ်ပါတယ်။တောင်ကလေးဆိုလို့ရှိရင်တော်တော်များများကြောက်နေကြတယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့အရင်ကရှုပ်ရှင်းနေရှိခဲ့တယ်။နောက်ပြီးတော့ဒီဒင်းကွင်းဒင်းကွင်းနဲ့လည်းကတ်နေတဲ့နေရာလေးတွေဖြစ်တဲ့အတွက်ကြောင့်မို့ဒီလိုမျိုးစိုင်းဘုတ်အညီတွေတန်းစစ်ပြီးထောင်လာတယ်။ဒါပေမဲ့အခုချိန်မှာဝယ်မယ်ဆိုလို့ရှိရင်လည်းဝယ်လို့ရတဲ့အခွက်လေးတွေကရှိနေပြီးသားဖြစ်တယ်ပေါ့နော်။ဒီတော့ကမိတ်ဆွေတို့အနေနဲ့တောင်ကလေးမှာခြံဝယ်တယ်ဆိုလို့ရှိရင်ကြောက်တဲ့သူများအတွက် ကျွန်တော်အနေနဲ့ဒီအကွက်လေးတွေကရှိတယ်ရောင်းလဲရောင်းပေးခဲ့ဘူးတယ်ခိုင်မာတဲ့အကွက်တွေကိုရောင်းပေးခဲ့ဘူးတယ်ဒါပေမဲ့လူတွေကဘာပဲပြောဒီလိုမျိုးဆိုင်ဖုံးနေနေကြီးတွေမြင်နေကြောင်းနေတယ်ဆိုတဲ့အနေထားလေးတစ်ခုမှရှိတဲ့အတွက်ကြောင့်မို့အခုကျွန်တော်ဒီနေ့ကလေးကြတော့ရွာထဲမှာသွားရောင်းပေးမှာဖြစ်ပါတယ်တောင်ကလေးအနောက်ဘက်ခြမ်းရွာထဲမှာရှိတဲ့ကျွန်တော်တို့မျက်နှာစာ35အနောက်85ဆိုတဲ့အနေထားလေးမှာသိန်း250တဲ့အကွက်လေးကျွန်တော်ဒီနေ့ပြပေးမှာဖြစ်ပါတယ်နေထိုင်တောင်ကလေးဆိုတာနဲ့ဖောင်ထုတဲ့လူတွေများတဲ့အတွက်ကြောင့်မို့လို့ ဒီဘက်ချမ်းကိုလာပြရင်ဖြစ်တယ်ပေါ့နော်ဒါပေမဲ့မိတို့ပင်ဖြစ်စေကမှုဒီဘက်ချမ်းမှလည်းရောင်းလို့ဝယ်လို့ရတဲ့အကွက်တွေရှိတယ်ဖြစ်ရှင်ဗီဇာအကွက်တွေရှိတယ်ဒါပေမဲ့အဲ့လိုမျိုးသူများပြောရကြားထဲမှာရှေ့ရှေ့ရှေ့မကြိုက်ဘူးဆိုလို့ရှိရင်ကျွန်တော်တောင်လေးကနေနည်းနည်းအနောက်ဆက်သွားပြီးတော့လေ၅လမ်း၆လမ်း၇လမ်း၈လမ်းအဲ့မှာရွာမြေဖြစ်တဲ့ရွာတွေကမြေတွေဝယ်ယူလို့ရတာဖြစ်ပါတယ်ကျွန်တော်တို့ရွာထဲမှာသွားကြည့်အောင်ဟုတ်လားကဲဒီတော့ဒါကကျွန်တော်တို့လှရင်ခြေပိုင်းဖြစ်ပါတယ် ကျွန်တော်တို့တောင်ကလေးနှစ်သိက္ခူကွင်းနဲ့ဒေသောင်းရှောင်းလာမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီတိုင်ရင်ချင်းအပိုင်းကိုရောက်ရှိမှာဖြစ်ပါတယ်ဒီတော့လမ်းအနေနဲ့ပြောရမှာဆိုလို့ရှိရင်ခုနှစ်လမ်းမြောက်လောက်ပေါ့ဗျာဒီတော့ဒီလိုမျိုးကာလမ်းမကြီးရဲ့လမ်းဘေးတချံငှုတ်ချံလေးဖြစ်ပါတယ်မျက်နှာစာ35ဘီအနောက်85ဘီ350ဖြစ်ပါတယ်ဝယ်ယူမဲ့သူတွေအတွက်စာချုပ်စာတမ်းအပီးစီဆိုတဲ့အနေထားလေးနောက်ပြီးတော့အမီပေါက်ပြေစာစနစ်ထုတ်ပေးမှာဖြစ်ပါတယ်ဒီတော့မိတ်ဆွေတို့အနေနဲ့ channel ကို channel like ပြီ ကဲလမ်းတစ်ခွန်းငုတ်လေးဖြစ်ပါတယ်တောင်ကလေးကခြံတွေကနည်းဆုံးပေ80ရှိတယ်ပေါ့နော်ဒီတော့ကျွန်တော်ကတပတ်ကိုရောင်းချပေးတာဖြစ်ပါတယ်ဒီလမ်းလေးကဆိုလို့ရှိရင်ဒါကတောင်ကလေးရှားတော့အမျိုးပေါ့နော်တောင်ကလေးရှားတော့အမျိုးပိုင်တဲ့ခြံကအနောက်မှာဧကလိုက်ရှိပါတယ်ဒီတော့ဒီကောင်လေးကအလားလားရှိမယ်လမ်းချင်းမဲ့ဆိုတဲ့အနေထားလေးတစ်ခုရှိပါတယ်ကဲဒီဘက်ခြံလေးဖြစ်ပါတယ်မနီထားကိုရှိုးနှစ်လက်စာ35ပဲမလာခဲ့လာခဲ့ ဒီထိတ်ကားနေပြီးတော့ကိုထိတ်မှကြည့်ဘွားနှစ်ကွက်လုံးဝဲမယ်ဆိုလည်းရတယ်နော်နှစ်ကွက်လုံးဝဲမယ်ဆိုရင်တော့ဈေးပြင်းနေနေနှိမ့်နိုင်ပေးမယ်ပေါ့ဗျာနော်လမ်းမကြီးတကွက်ငုတ်ပဲဆိုတဲ့အနေထားလေးမခြံစည်းရိုးကနှစ်ဖက်ရှိမယ်ညနေစာနဲ့ညဘက်ခြံမရှိဘူးဆိုတဲ့အနေထားလေးဖြစ်ပါတယ်နော်အဲ့လိုမျိုးအနေထားလေးဖြစ်ပါတယ်အိမ်ရှိမှလည်းအိမ်နေရှိတယ်ဘေးမှလည်းအိမ်နေရှိတယ်နော်ပြီးတော့ငါခြံပြတဲ့အမိုင် ကျွန်တော်ဒီ channel ကိုလာကြားတယ်အမအိမ်ဟာအိတ်ထိတ်နေမှာရှိအဲ့အရှိရအကွက်တွေအကုန်လုံးကကျွန်တော်တို့ဆရာတော်ပိုင်တဲ့ channel ဖြစ်ပါတယ်ဆရာတော်လမ်းပေါ့နော်ပြီးတော့အလားလားရှိတယ်ဆိုတဲ့နေထားလေးမှာကဲဒီဘက် channel မှာမကြည့်မဒီလိုမျိုးတော့မပြန်ပေါ့နော်အိမ်ဆောက်ဖို့အတွက်လောကအုတ်ဖနောက်တွေလာချထားတယ်ဆိုတဲ့နေထားလေးတခု channel လေးကြည်ကြည်ဝုံဝုံမယ်ဒါကမြေပြောင်ရှင်းနေတယ် ြေပြောင်ရှင်းတုံးမယ်မြေပြောင်ရှင်းပြီးခြံခတ်ပြီးဆိုလို့ရှိရင်ကျွန်တော်အနေနဲ့တစ်ခေါက်ပြန်လဲလာပြီးတော့ရိုက်ပြင်မှာဖြစ်ပါတယ်။ဟောနောက်တစ်ခုကတိုင်မှာတစ်ခါလဲစိုက်ပါမယ်အကုန်လုံးနော်တိုင်ဆယ်တိုင်စိုက်ပါမယ်တစ်ချောင်းနေထားလေးကိုရှူးနော်အနေထားလေးဖြစ်ပါတယ်ဟိုဘက်ခြံမှာဆိုလို့ရှိရင်ကျင်းနေပါလေတောင်တူထားတယ်နော်ဒီဘက်ခြံကြိုက်လားဟိုဘက်ခြံကြိုက်လားနောက်ခုလုံးကြိုက်လားဒါကလမ်းမကြီးတကွန်းငုတ်ဆိုတဲ့အနေထားလေးဖြစ်ပါတယ်လမ်းမကြီး ਨੇ ပေ90ပဲဝေးပါလေ။မလမ်းမယောချက်ရှု။နာ။အဲမလမ်းမကြီးနော်။ Okay ဒီတော့က make sure လို့နေလေဒီလိုမျိုးနေထားလေးမှာတောင်ကလေးမှာခြံတစ်ခွက်ကအနည်းဆုံးကအနေထားအရကဒီလိုမျိုး40 80ဆိုလို့ရှိရင်ဒါကဈေးကြီးရ40 60ပဲရှိမယ်40 60တခွက်ကို3500ဘာညာရှိနေဒါက35ပဲဗျာ5ပဲလိုတယ်ဆိုတော့ကဒီနေရာလေးကပတ်ကြံကပ်ပြောက်ဆိုတဲ့အနေထား ွက်တော့မပြောင်းဘူးလို့ဆိုတော့လန်ဗီနာမှာပဲအဲ့တော့ကွက်တန်နေနော်ကဲချန်လေးကိုဆက်တော့ပြန်ကြည့်လိုက်ပါဦးအနေထားလေးအရင်မိုက်လို့ကျွန်တော်လာပြပေးတာဖြစ်ပါတယ်နော်ဆက်တော့ချိန်ကြည့်လိုက်ပါဗျာဒီဘက်ဘေးမှာဆိုလို့ရှိရင်တန်ဆူဂျိုးတွေခတ်ပြီးသားနော်အဲ့လိုအနေထားလေးတွေ့ရမယ်ကဲတောင်းဆိုမယ်ဆိုလို့ရှိရင်ချန်ရှင်ကစိတ်ပါဖို့ရှိတယ်တန်ဆူဂျိုးကခတ်ပေးမယ်အနေထားမျိုးနော်အဲ့ဒီမှာမျက်နှာစား လန်းတွေကလည်းကျယ်တယ်25ပြည်လန်းတွေဖြစ်မယ်နော်ဆိုတဲ့နေထားလေးတစ်ခုနောက်ပြီးတော့လမ်းမကြီးတကွမ်းငုတ်ဖြစ်ပါတယ်ကျွန်တော်နှစ်တက်ကူကွင်းအနောက်လမ်းလမ်းမကြီးတကွမ်းငုတ်ဆိုတဲ့နေထားမျိုးမှာဒီခေတ်ကာလဒီအချိန်မှာတောင်လေးမှနေချင်းနဲ့ရေမြုပ်တာလည်းမကြိုက်ဘူးရွာမြေရှိစ်စ်နဲ့ဖြစ်ရမယ်ဝဲသူ အမီပေါက်နဲ့ဖြစ်ရမယ်ပြည်စာအမီပေါက်ချန်စီယိုလည်းစိတ်ပိုင်းထက်ထိုင်လို့ရမယ်ဆိုတဲ့နေထားလေးတစ်ခုမှာမိတ်ဆွေတို့အနေနဲ့စိတ်ဝင်စားတယ်ဆိုလို့ရှိရင်ဒီနေရာလေးက သိန်း250မျက်နှာစာ35ပြီအနောက်85ပြီဆိုတဲ့အနေအထားမျိုးဖြစ်ပါတယ်စိတ်ဝင်စားတယ်ဆိုရင်တော့ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်ကျွန်တော်တို့ main land မှာကြီးရဲ့ဂွမ်ဂုတ်ဆိုတဲ့အနေအထားမျိုးဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်